ကိုဇော်ဖုံးရအကြောင်းကိုသိကျင်တယ်ဆိုလို့ဒါပိုင်းရမပြောဘဲနေမိမှာအခုတော့ပြောပြပေးပါမယ်ကိုဇော်ဖုံးရပုံမှန်905ကာကြီးနဲ့မိတီမင်းပြူးနေမှာပေါ့ပြူးနေမှာဒါရဲစခန်းမှာထိမ့်သိမ်းခံထားတာရှိတယ်အဲ့ဒါပြီးသွားတဲ့အချိန်ကျတော့သူတို့ဒီအိုးဘုံထောင်ပို့လိုက်တယ်ယမန်ကြီးဆိုလို့ရှိရင်14ရက်ပေါ့မထားတော့ဘဲနဲ့အိုးဘုံထောင်ပို့လိုက်တယ်20အဲ20နဲ့ 26ရက်နေ့မှာကြာလို့ရှိရင်သူရုံထွက်ပါလိမ့်မယ်တရားစွဲဆိုမှုရင်ဆိုင်ပါလိမ့်မယ်ဒါလေးတော့ဒီဒီအောင်ပြောချင်ပါတယ်အမှန်ရဲစခန်းမှာစစ်စည်းပြီးဖမ်းဆီးသွားပြီဆိုတော့14ရက်ထိတော့နေလို့ရတယ်ဒါမှ14ရက်နေ့ထိတော့ဘယ်သူမှမထားပါဘူးအလွယ်တကူသွားကြတာတချို့ဆို9ရက်နဲ့သွားတယ်တချို့ဆို10ရက်10ရက်နဲ့အမှုတိဆောက်ပြီးသွားတယ်လို့ချင်းအဲထောင်မှာပဲသွားနေကြတာများပါတယ်နော်ဒီအချုပ်ခန့်သေးတဲ့အခါကျတော့နန်စော်နေတာရှိတာအောင်နော်အဲ့တော့ ထောင်ထောင်ချုပ်ကြတော့လဲကျေဝန်းတာဟိုအဲ့လိုမျိုးရှိတယ်အဲ့ကြောင့်အဲ့ထောင်ချုပ်ကနေမျိုးသူတို့တရားရင်ဆိုင်မှာဖြစ်ပါတယ်အဲ့ဒါလေးကိုသိအောင်ပြောပြခြင်းပါတယ်တစ်ဖက်မီဒီယာပြောလို့ဗားလေးပါတယ်ညာလေးပါနှစ်နဲ့သုံးနဲ့မရှိပါဘူးပုံမှန်ငါငါကာကြီးဆိုတာအလုံးကြောင့်ကြနှစ်နဲ့သုံးနဲ့ပါပဲဒါလည်းကိုစောဖိုးကြီးနဲ့ကျွန်တော်အမြဲတမ်းလို့ပြောကြပြောတတ်တဲ့စကားလေးရှိဒီနေ့ငါတို့ဖြစ်ကွာအများဆုံးဖြစ်သုံးနဲ့ပဲငါငါကာကြီးဘာဖြစ်မှလဲသုံးတဲ့အေးစေခါတော့လှုပ်တဲ့လှုပ်တဲ့လှုပ်ပါပဲပြောတဲ့ပြောတတ်တာပြောပါပဲဆိုတာလို့နော် မှာကိုဇော်ဝင်းကျတော့စိတ်ထဲတော့မှာခေါင်းပေါ်ဗျာကိုဇော်ဝင်းလှုပ်ဆောင်ချက်လေးတွေအများတာပေါ့နော် 说白了，今朝我们不要跑，走外头不走外说，咱们过早放学路上去的呀，过早我一路上你来走的呀，带你来，小时候讲嘛，因为讲路在水洼路呀，不是路的还是细的，哎，路的，今朝是防晒不要，过半夜的路上水洼么？去路的路，过年吧，再到过早放学路都在过年走路哑巴的，他没有路片的，哦，哎，到今朝好个什么？今朝现在哪里乖？那奶奶娘啦在看家，今朝来我们奶奶那有票，么们奶奶票，我们人家弟弟走路进来，包括可能高老问的，哎，第二台，哎，再一个来把把别来着，雷片的路，水洼没去路。 အဲ့တော့ကိုဇော်ဘုန်းကြီးရဲ့လှုပ်ဆောင်ချက်ကလည်းတကယ်တမ်းပြောလို့ရှင်လို့ရှင်တအောက်ခြေပြည်သူတွေရဲ့ဒုက္ခတွေဆင်းရဲတွေလည်းသူတောက်လျှောက်လိုက်လုံနေတာကျွန်တော်တွေ့ရအခုဆိုလို့ရှင်ကျွန်တော်လိုင်းလောရတဲ့ပုံစံမျိုးတော့ကျွန်တော်မှဖြစ်နေတယ်ဟိုဖုံးဝေဆိုကျွန်တော်ခါတိုင်းလည်းလူလူဝေးနေပါတယ်ကျွန်တော်လည်းဘယ်မှပတ်စံမရဘူးဗျာ ီးတော့ကိုဇော်ခွင်းကြီးတို့သူမင်းမတလသိန်း80တိန်းနေရပေးနေတာကျွန်တော်ကကျွန်တော်မင်းမကျွန်တော်စီတောင်မှဒီနိုင်ငံရေးအကြောင်းစေရေးအကြောင်းတွေရောက်လို့ကျွန်တော်စီတောင်မနေအဲအဲ့ဒါကွာကျွန်တော်ကကျွန်တော်လူပညာနဲ့ချာထားတဲ့ပတ်စံလေးတွေနဲ့အိမ်ခံဝဲသွားလို့ရတဲ့ပတ်စံလေးတွေနဲ့ဒါလေးတွေစုပေါင်းပြီးကျွန်တော်ကလှူတာကျွန်တော်ဆိုရော့ကိုပါကြီးရဲ့ဘလောက်ပါပါရပါဘလူးမကျွန်တော်ပေးဘူးတာမရှိဘူးဒါကျွန်တော်ပုံပွင့်နေနေပြောတာနော်အဲတချို့တထီးတွေကတော့အဲတချို့လူတွေကတော့ပြောပါတယ်ကိုပါကြီးအဲလိုအပ်တာရှိရင်ပြောပါသူးစီဖုန်းဆက်ပါဘယ်လိုလုပ်ကျွန်တော်ဖုန်းဆက်မှာလဲ အဲ့တော့သူတို့လှူကျင်တယ်ဆိုလို့ကျင်တော့ဗာလေးလှူပေးပါဆိုတာလှူပေးလိုက်မှာကျွန်တော်နေတဲ့ကောင်ဗာလိုပါတယ်ဆိုပြီးတော့ဘယ်လိုလို့ဖုံးဆက်ပြီးပြောမှာတော့လို့မဟုတ်ဘူးလားအဲ့တော့ကိုပိုင်ကြီးရောဒါလေးတော့အဲတန်လုံသားကြီးလှူပေးလိုက်ပါဆိုတော့ကျွန်တော်လှူပေးလိုက်မှာဒီပိုင်းပဲရှိအဲ့တော့ကိုစုံဝေးရဲ့လုံဆောင်ချက်ကြီးကကြောက်စရာကြီးကျွန်တော်ပြောတာဟိုကိုရှိတာနဲ့ပဲကိုလှူနေရတာ ဖုံးဝေးဆိုလဲအာအဝေးကျွန်တော်မိန်းမဖုံးဆက်ကြင်လို့ပြောဗျာဟိုတထောင်လောက်ကျွန်တော်ရှေ့တန်းမှာရောက်နေလို့အရှေ့တန်းရောက်နေတဲ့ကောင်သူမိန်းမစီဖုံးမဆက်ပဲငါးစီပါဘူးဆက်တာလေငါးလေးစုံနေကြတယ်သူမိန်းမကြတယ်မဟုတ်ဘူးသူမိန်းမအိမ်မှာလဲပတ်ဆံစားစရာမရှိဘူးဖြစ်တာ အဲ့လိုမျိုးနော်ဟိုတခါတော့လည်းကိုဝေးဘူးမိုးလေး9000လောက်ပေးကြ3000လောက်ပဲဝိုင်းကြီး online နေအခြားဆင်းရဲဘော်ရဲ့မိန်းမတွေအဲ့လိုမျိုးအခုညီတောင်းတာမျိုးတွေရှိတယ်အဲ့တော့ကိုစော်ဝင်းရအဲ့လိုမျိုးတွေလိုက်လိုက်ပြီးတော့လည်းသူလည်းပေးရတာတွေရှိတဲ့အခါကျတော့သူ့ကိုပို့ပြီးတော့ဟိုအောက်ခြေပြီးဟိုတက်မတော်သားတွေကပို့ချစ်ခင်ကြတာပေါ့ကျောင်းစီကိုအခုညီတောင်းလာတဲ့လူတွေကမြင်ဟလာတာပေါ့မြားလာတော့ကျွန်တော်အော်ကိုစော်ဖုန်းကြီးကိုကျွန်တော်ကြည့်ပြီးစိတ်ထဲမကောင်းဘူးကိုချင်းသာ तू ကျွန်တော်ကတော့ကျွန်တော်ကူညီနိုင်တာကကူညီတယ်။ तू ကတော့တထေး तू ကတော့သူ့အနေထားနဲ့ तू ရှိတာဟုတ်။ကျွန်တော်ကတော့ကျွန်တော်ကကျွန်တော်လေးပဲစ조사ရုံးကံမျိုးလောက်ရတဲ့အာမျိုးဖြစ်တယ်။ဒီကြားထဲမှာမှကျွန်တော်ဟိုပိုင်ရဲကိုကဟိုဘာမှမဟုတ်ပစိုးရောင်းမှုအထယ်ရောင်းမှုဆိုတာမျိုးပဲဖြစ်တယ်ဆို။အမှန်တကယ်ကျွန်တော်ကအဲ့ဒီပစိုးလေးကရောင်းလို့အာမြက်လို့ရှိရင်အဲဒီညာမျိုးအထယ်လေးပေါ့။ဒါ အရင်ဆုံး2800ရှိတယ်ဗျာ3000ရောက်လို့2000လောက်မြတ်တယ်ဆိုလို့ချင်းငါအထယ်190အထယ်100 100 400 500 500လောက်ကုန်တယ်ဆိုလည်းမစိုးဘူးငါလုံနေတက်မှန်လာတယ်အကုန်လူလို့ရမယ်ပြေးလို့ရမယ်ကိုယ်တော့ကိုမစင်စားဘူးအဲ့ဒါလေးစဉ်းစားပြီးတော့ကျွန်တော်ဒါကိုလုပ်လိုက်တာတက်မှန်လာလေကသူကနေတူတော်မှဒီတနေ့နဲ့တနေ့ဖုန်းမေးတော်မှပြေးနိုင်တယ်ဒါဒီ3000လောက်ဘလို့ကဝန်တယ်ကျွန်တော်ကဒါကြီးကရာနိုင်ချီတက်ကုန်တာဗောဟုတ်လားအဲ့တော့ကျွန်တော်ကပြောချင်အနုပညာသမားလုပ်လို့ရှင်တော့ကျွန်တော်ကအားဘာညာရောင်းလို့ရှင်တော့ချက်ချင်းတက်တာဗော အခုတောင်းတော့ဘကူထောက်ခံပြီးတော့မှဒီလိုလောက်ပြနေတော့ဒါကိုကျွန်တော်ဒီဟာနဲ့စီးပွားရှာခြင်းနဲ့ဆိုပြီးတော့အပြောခံရပြန်ဟောအမှန်ကကျွန်တော်ကဒါကတချို့ကျမ်းမရင်မကောင်းမနဲ့ဒါတမ်းတော်ကနဲ့ထွက်သွားတဲ့လူတွေခြေပြက်လက်ပြက်တွေအများကြီးပဲကျွန်တော်ကိုဒါဖုံးဆက်ပြီးအကူအညီတောင်းနေရတဲ့လူတွေအများကြီးပဲရှိတယ်။အရှိအရာကအကုန်အများကြီးရှိတယ်။သူတို့လည်းမေးကြည့်လိုက် ကျွန်တော်ဘာကူညီပေးပါဘာလုပ်ပေးပါသူအားလုံးချို့သတိတောင်ကျွန်တော်ပြောတယ်အာကိုပိုင်ရေဘာလိုအပ်လဲလိုအပ်တာပြောကျွန်တော်ကူညီပေးမှာဆိုတော့တခေါမှကျွန်တော်ပြန်မပြောဘူးအာဟုတ်ကဲ့ခင်ဗျဒါပဲပြောတယ်ပြန်ဝင်မပြောတာဘာဖြစ်လို့လဲကျွန်တော်ရဲ့ကုံသိန်းကကျွန်တော်ရဲ့အချက်တရားကိုပတ်စံတယ်လည်းမလဲစိတ်လမ်းမဝင်စားဘူးနော်အဲ့တော့ကျွန်တော်လူနိုင်တာကျွန်တော်ရှာဖွေနိုင်တာဝဲကျွန်တော်လူတယ်အခုကျွန်တော်ဒီမှာလာပြီးအကူညီတောင်းတာဒီနေ့ဆိုဖုန်းခုနှစ်ကောလောက်ရှိနေပြီ ကျွန်တော်ရှင်းနေမှာဟိုရခိုင်နဲ့အကြောင်းဟာလေးတွေကိုဒီအာမန္တ၃လေးလေးအကြောင်းနေကြောက်ပြီးတောင်းနေဖုန်းဆက်ပြီးတော့ဒီမှာလှုပ်ပြီးပြောပြီးအဲလှုပ်နေတဲ့အချိန်မှာဒီဖုန်းကတလဲဆက်လာတာလာတော့အော်ကျွန်တော်လည်းဒါလေးပြီးတော့မှကျွန်တော်ဒါလေးပြီးမှဖြေချင်းများဒုက္ခများလည်းရှင်းဖို့တော်တော်လိုရှာနေလို့နေမှာဗောကျွန်တော်စီကိုဖုန်းဆက်တာကျွန်တော်မှလည်းပဲဒါဟိုပြောကျင်တယ်ဗျလူပဲလူများရှင်းလားဝါလားညာလားပြောကျင်ပေမဲ့ဒါမှမဟုတ်ကိုကအဲ့လိုပြောလို့ရှင်လားကို တခါလေကြာရင်တွေးရတာစိတ်ငြင်းပဲအဲ့တော့ကျွန်တော်ကိုစော်ဖိုးဟင်းကိုကိုနေစား तू อ่ะ तू อ่ะ तू อ่ะကိုရဲ့ပပရိများတယ်များတော့အဲ့ဒီအများကြီးကို तू ရင်ဆိုင်ပြီးတော့မှ तू ကိုယ်တိုင်ခေါင်းကြက်ခေါင်းခဲခံပြီးတော့ကျွန်တော်ဒီနေ့နည်းနည်းများများပဲလှုပ်တော့ဒါကြီးတွေထိုးကြိုက်ပြီးတက်လာတာ ပြီးတော့ပုံကြီးစိတ်ရှင်ရောင်းရတယ်ဟိုတချို့ကြောက်ဗျာတကယ်ဟိုစေးဝတော်ဝင်ရှိပေါ့ဆိုမှအော်ငါသားလို့အဲ့လိုမျိုးလေးဖြတ်ပြီးတော့အဲ့လိုမျိုးဖြစ်လို့ချင်းငါစားဖို့တောက်ဖို့မပြောနိုင်စေးဝတော်မရှိငါလည်းအဲ့လိုပဲခံစားရမှာပဲလေးဆိုအတွေးကိုခေါင်းလုံးရောက်ပြီးဒါဇက်တွေပါထိုးတက်တက်လာအဲ့တော့ကျွန်တော်ဒီဖိုင်လေးကိုမဖြစ်မနေတော့ပြောဦးမယ်တချို့ကိုယ်စော်ဖုန်းကြီးကိုမတရားပြောနေကြတဲ့လူတွေဟာ အာကိုချင်းစာပေးဖို့ပဲကျွန်တော်ပြောချင်ပါတယ်ဗျာမတရားကြီးလည်းမပြောကြပါနဲ့သူလည်းသူတက်နိုင်တော့ဘတ်တော့မတူကြဘူးဗျာတစ်ဖက်ကြတာလည်း PDF ဘက်ကအားပေးတယ်ဒါတော်လိုင်းဘက်ကိုအားပေးတယ်ကျွန်တော်ကြောင့်လည်းတောင်းတော့မှာဘတ်တော့တူတာခင်ဗျားတို့ရန်သူလည်းမဟုတ်ဘူးဗျာလုံးဆောင်နိုင်တာဒါခုံယူရမှာ မြန်မာတို့ဘက်ကလည်းကြိုက်တယ်လို့လို့လို့တဲ့ဥစ္စာကိုဂုံယူရမယ်ကျွန်တော်တို့လည်းကျွန်တော်တို့တက်မတော်ဘက်ကဟိုတက်နိုင်အောင်ပံ့ပိုးပြီးတော့ကုညီပေးတယ်ပြည်သူတွေဒီဘက်ကပံ့ပိုးပြီးကုညီပဲကျွန်တော်လှုပ်ဆောင်နေအောင်ကျွန်တော်တို့ကဂုံယူပါမှာဗျာနော်အဲ့တော့တောင်းတောင်းပုတ်ခတ်ဖို့မလိုပါဘူးမြန်မာမီဒီယာတွေကလည်းပဲမီဒီယာကသူကစီးပွားရေးလုပ်ငန်းအဖြစ်သူကလှုပ်ဆောင်ကြတာဖြစ်တယ်ဟလာအဲ့တော့ပြည်ညာရေးဝန်ကြီးဌာနကရေဂျစတာတင်နေတင်ပြီးတဲ့ခါကျတော့တရားဝင်ဆွဲပုံစံမျိုးနဲ့လှုပ်ဆောင်ကြတာရှိတယ်အဲ့တော့ ူတို့လည်းပဲမိုင်းလည်းပဲသူတို့လည်းပဲခံရမှာပဲမှန်ရင်လည်းပဲခံတာဘယ်အဖွဲ့စည်းဘာမှရှင်းလို့မရကိုပြုသမျှကကိုပဲခံမှာကျွန်တော်တို့ကြတော့ဒီမီဒီယာနဲ့လည်းအတမွေးဝမ်းကြောင်းမဟုတ်ဘူးဗျာနောက်ကျွန်တော်ကပြည်သူတွေပဲခုညီပေးတာရှိတယ်ပြည်သူတွေဟင်းတိုင်တပွဲပဲလုပ်ပေးတာရှိတယ်အချိန်ကြီးကတော့ကျွန်တော်တို့လည်းသွားမယ်အနေထားမျိုးတော့ရှိတာပေါ့နော်ဒါလည်းပဲကျွန်တော်တို့ကလုပ်ပေးတဲ့လုပ်ပေးတိုက်တယ်လို့ယူဆပါရဗျဒီကြားထဲမှာကိုဇော်ဘုန်းကြီးကိုပြောနေကြတဲ့သူတွေကိုတောင်းပန်နေတာတခုရှိရတယ်ကိုဇော်ဘုန်းကြီးလှူတယ်တန်းတယ်လှုပ်ပြီးပင်ပန်းခံတာတွေက အဲတော်တော်များတယ်ကျွန်တော်ဒီရက်ထဲမှာသူပြဿနာဖြစ်တဲ့နောက်ပိုင်းမှာကျွန်တော်စီသူ့ရဲ့ဟိုနေနေပေါ့ဗျာဟိုသူလှူနေတဲ့သူတွေကကျွန်တော်စီကအကူအညီတွေကအကုန်လုံးဝိုင်းတောင်းလာတော့ကျွန်တော်ဆိုဒီရက်ထဲမှာဆိုခေါင်းတွေကိုကပ်ပြီးမနေ့ကလည်းလိုင်းမလွင်နိုင်ဘူးအဲ့ဒါတွေကိုစိတ်ဆင်းရဲပြီးတော့ဘာလို့ကောင်းမလဲအထေကလည်းဝမ်းမဲလူကမရှိဘူးသူတို့ကလည်းသူတို့ကကိုဘာလို့ဝမ်းမဲလဲမသိဘူးဝမ်းမဲလည်းရောင်းပါမယ်တစုံသုံးသောင်းတော့ကျွန်တော်စီကိုဒီဖုန်းနံပါတ်၃၉ကိုပါလဲ 6နဲ့4 5 4 5 5ကျွန်တော်စီလည်းဆက်လို့ရပါတယ်ကျွန်တော်ရဲ့မန်နေဂျာဖုန်းနံပါတ်လည်းကျွန်တော်တစ်ခါပြောဦးပါတယ်3996 6853340အဲ့ဒီကိုလည်းဆက်ပြီးတော့ကျွန်တော်ဒီဟာလေးတွေဝယ်ပေးပါဆိုတော့ဂူဒီအယောင်းဝယ်မဖြစ်ဘူးစားစင်နေပြောပြအဲ့လူတွေကိုကိုစော်ဘုန်းကြီးကူညီပေးနေတာကျွန်တော်ဆိုတကယ်လေးစားလို့မစိုးဘူးကျွန်တော်ကဒီ5လလောက်ကအဲစကားမပြောပြတာမပြောပြတော့တာဆဲနေလို့ကျွန်တော်ကျွန်တော်ကကြောက်အားသေးအမင်းမပြုတ်ဘူးပြောလည်းမပြောချင်ဘူးပြောလည်းကျွန်တော်ကသူကပြောမှလေအဲအဲ့လိုမျိုးじゃသူ့ရဲ့ brand နဲ့သူသွားဆိုတော့ကျွန်တော်လည်းမပြောတော့ဘူး အဲ့တော့ကိုဇော်ဖုန်းရဲ့အပူတွေကျွန်တော်စီရောက်လာတော့ကျွန်တော်နေလဲခေါင်းကိုက်တယ်။အဲ့တော့အားလုံးကကိုဇော်ဖုန်းကိုခင်ဗျားတို့ဟိုဆဲဆိုပြီးတော့ပြောကြနေမှသူမကောင်းတာလေးပြောကြနေမှသူသူကကောင်းတာလေးလည်းရှိပါတယ်ဗျာ။အဲ့အားလေးကိုသတိသိခြင်းပါလေ။အများစုကတော့အောက်ခြေစစ်တီကိုတော့သူတော်တော် ဟိုလှုပ်ဆောင်ပေးတာကိုကျွန်တော်တွေ့ရပါတယ်အဲ့ဒီလူတွေကလည်းကျွန်တော်စီမှာအခုဆိုရင်တော်တော်ရောက်ချလာပါပြီเนาะအဲ့ဒါလေးလည်းကျွန်တော်ကူညီဖို့အတွက်ကိုကြိုးစားနေပါတယ်အန်ဒါတချို့ကန်ဆမ်းမလေးလည်းပြောနေကြတယ်ရောက်တော့ရောက်မေးခြင်းတယ်ညရောက်ပြီလည်းကျွန်တော်လှူဖို့ပဲစဉ်းစားတာဒါနဲ့လှုပ်တော့လှုပ်ပေးခြင်းတယ်ကျွန်တော်လည်းစိတ်တွေညင်းတယ်ခေါင်းတွေကိုက်နေပြောတာဒီတလုံးမှာအဲ့ကိုစောဘုန်းရဲ့လှူဒန်းခဲ့တဲ့သူတွေကအခက်ခဲတွေရှိနေတဲ့လူတွေကကျွန်တော်စီကိုရောက်လာတာလေးဖြစ်တာ哦เนาะအဲ့တော့ ဟိုကိုဇော်ဘွင်းရဲ့ဒါသူ့ရဲ့စေတနာရသူလည်းပြန်ပြီးအကျိုးပေးပါလိမ့်မယ်လို့ပြောနေပဲအားလုံးကျမ်းမာပါစေတတိုင်းဆိုင်ရာလူကြီးမင်းများအနေနဲ့လည်းပဲဒီပြောမဆိုမှရှိတာလေးဆိုတော့ခွင့်လွှတ်ပေးစေခြင်းပါလေဗျာအားသာလေးဟိုတော့ဘိုင်ရဲ့ကိုထက်ဆင့်ပြီးတော့အနှံ့ညံ့တောင်းပန်များစေအားလုံးပြောဆွေးနွေးပါစေဗျာ